Action in sight, bet on game, we own the night. From the streets to the stadium lights, chasing dreams. ကိုတော့ခတ်ခတ်လာကိုတစ်ဖက်ကပြင်များကြီးနဲ့ရိုက်ချတာမျိုးတွေပါလေဆိုတော့လေအဓိကကတော့ဇာဖစ်ပဲသူ့ဇာဖစ်ကိုဖမ်းနိုင်ကိုဇာဖစ်သူ့အပေါင်းလုံးနိုင်နိုင်ပါပဲကိုကဒက်ဖန်လုံးဝင်နိုင်ပါပဲလေအဲဒက်ဖန်မလုံးရင်တော့ရှုံးပါဘူးသူ့ဇာဖစ်ကိုမဖမ်းနိုင်ရင်တော့ရှုံးပါပေါ့အဲအဲ့ဒါကျွန်တော်က3တစ်တွေပါတွေကတော့ကျွန်တော်နစ်တစ်တို့ပါတော့ကစားရည်တယ် ဒါဆိုသူ့စားပွဲကိုဖမ်းဖမ်းနိုင်တယ်ဗျာကိုစားပွဲကြတော့ဟိုကျွန်တော်တယောက်ကြီးစားပွဲကြနည်းနည်းရှုပ်တယ်ရှုပ်တော့တစ်ဖက်လူဖမ်းဖို့ကရှင်းမခတ်တဲ့လူဖမ်းလာတယ်အဲကောက်ပြရမှာတဲ့တဲ့အတွက်ကြောင့်ဟိုဘလိုပဲပြောပြောကစားရဲတယ်ပေါ့နော်ကစားရဲတယ်နိုင်နိုင်ကြီးလည်းများရတယ်ပေါ့နော်အရန်ကောင်းနေရင်တော့မနိုင်ဘူးပေါ့အရန်ကောင်းနေတဲ့သဘောဆိုရင်ကျွန်တော်တို့ဇကိုင်းရသဘောဇကိုင်းရသဘောဆိုမနိုင်ဘူးဇကိုင်းရသဘောဆိုအဲ၃တိလည်းမနိုင်ဘူး၄တိလည်းမနိုင်ဘူး။၄ရောက်တယောက်တော့။ तू ကချင်းလည်းခတ်တတ်တယ်ဗျာ။ချင်းလည်းခတ်တတ်တယ်။ ပြီးရင်သူကိုယ်တိုင်လည်းသကောကတော်တော်ကောင်းတယ်သကောတော်မှသူကလက်ပတ်ပြီးကစားခဲ့တာတနိုင်ငံလုံးကိုလက်ပတ်ပြီးလိုက်ပြီးတော့အလုံးလိုက်ကစားခဲ့တဲ့သူတော့ဟိုချင်းကျော်နဲ့တယ်ပေါ့ဗျာချင်းကျော်နဲ့တဲ့ခါကျတော့ဘယ်လိုမှထိုးထိုးမပေါ့မပေါ့တာနဲ့ဝါရပန်းချုံသွားပြီတူထိုးတဲ့ဟာပဲကိုကတန်ခံရမှာအဲအဲ့လိုမျိုးပေါ့အဲ့သကောတစ်ခုကတော့တော်တော်ကောင်းတယ်ပေါ့နော်ဟိုနိုင်လည်းမနိုင်ခဲ့ဘူးဟိုအဲ့လိုနှစ်ယောက်ခတ်တာတော့တကယ်လေးစားဘာလို့လဲဆိုတော့ဟို ကွာကြီးလေကိုမခက်ခင်နေကျွန်တော်တို့ဘေးလူအမြင်ပါဆိုရင်တော့မသိရဒီဘက်တစ်ဖက်အရန်တာနေပြီဆိုတော့မြင်တာလေဒါကိုပေးခဲ့တဲ့ confidence ကိုအရင်ကြီးလေခိုက်တယ်ဆိုတော့ဒါဒီဆောက်လေဟို personal mail ကို personal mail ကတော့မဟုတ်ဘူးဒီလိုမျိုးဒီကြေးစားခတ်တဲ့လောကမှာပေါ့ဟိုအမြင့်ဆုံးဘယ်လောက်ထိဟိုအနိုင်ရခဲ့ဘူးလေစုစုကြေးပေါ့ဒီတဲကြေးပဲဖြစ်ဖြစ်ဘယ်လောက်ထိအမြင့်ဆုံးနိုင်ရတဲ့ပွဲကြီးရှိခဲ့ဘူး စူဂျီပြိုင်ပွဲလို့မှကြီးစားမှာတော့ရခဲ့ဘူးပါတယ်တယောက်ကြီးခတ်တာတော့အဲ80တရာပတ်ချာလဲပေါ့နော်အဲပတ်ချာလဲတော့ဟိုနိုင်ပေးတာပေါ့နော်စပွန်ဆာတွေကပေးတာပေါ့အဲလိုမျိုးတော့ရခဲ့ဘူးလဲပါအဲပွဲကတော့ရောင်းနေတဲ့အနစ်နဲ့ခတ်တဲ့ပွဲအနစ်အနစ်ဆိုတော့ကျွန်တော်ထိုင်းထိုင်းနိုင်ငံလက်ရှိတော့ဆုံးသွားပြီကားတိုက်လို့ကားတိုက်လို့သူကတော့ဆုံးသွားပြီပေါ့နော်သူနဲ့ခတ်တဲ့ပွဲဆိုရင်ကျွန်တော်အဲတော့ယူရိုပွဲအိုပန်ပွဲခတ်တာကြေကြေးကတော့ဘယ်တော့မှမမြအောင်22သိန်းနှစ်ပွဲပဲဒါပေမဲ့ ဟိုရိုးရိုးပွဲကကျွန်တော်မနက်ပိုင်းခါတာရှုံးသွားတယ်မမရရပဲအဲ့တော့ကိုဗစ်မနက်ပိုင်းခါပြီးလဲပြီးတော့ကိုဗစ်နဲ့ညိနေဆိုပြီးတော့လူမမလာခိုင်းတော့ပရိသတ်တွေလည်းကြည့်လို့မရဘူးနောက်ဆုံးအဲ့ service open ဘယ်လိုခါရလဲဆိုတော့ပရိသတ်တယောက်မှမရှိပဲဟိုဘက်ညိရ9ယောက်ဒီဘက်ညိရ9ယောက်ပရိသတ်တယောက်မှမရှိပဲခါရတယ်အဲ့အဲ့အဲ့ပွဲကမမရရအဲ့တော့ပရိသတ်တွေကမလုပ်လဲဆိုတော့ ဟိုဘင်းနာမှာဒီအုတ်နေရင်ဝင်းရဲ့ဘင်းနာမှာတက်ပင်နေရှိတယ်တက်ပင်နေပေါ်မှာတက်ပြီးတော့တတတတတတန်းစီပြီးတော့အဲအဲ့လိုမျိုးအားပေးခဲ့တာတချို့လိုက်ကြည့်လို့မရဘူးကြတော့ဘာနဲ့လွင့်လဲဆိုတော့အတန်ပိုင်းနဲ့ပဲလွင့်တယ်အဲအတန်ပိုင်းနဲ့ပဲလွင့်ပြီးတော့အဲအဲ့လိုမျိုးလောက်ခဲ့ရတာပေါ့နော်အဲ့ဘွဲကတော့ပြန်နိုင်တယ်ပေါ့အဲ့ဘွဲနိုင်တာကိုအဲ့လိုမျိုးပေါ့80 100လောက်တော့ဟိုရခဲ့တယ်ပေါ့ဟုတ်ပြီးတော့ပရိသတ်တွေရှိရတယ်မရှိတော့ဘယ်လောက်ထိဟို pressure များလဲပေါ့အဓိကရှိတာပို့ပြီးကောင်းလားမရှိတာပို့ပြီးတော့အတွက်ဆိုလိုလလက်ပို့ဖြစ်တာ ရှိတာတော့ပို့ပြီးတော့ကိုယ်အတွက်ခွန်အားပို့ရှိတာပေါ့နော်ခွန်အားပို့ရှိတာအားပို့ရှိတာပေါ့အဲတကူနိုင်ငံမှာလာခဲ့တော့ကိုပြိတက်ကပဲပို့များတာလေအဲကကြတော့ဟိုထိုင်းနဲ့ခိုင်ပေါ့ဟိုရှိတာတော့ပို့ပြီးတော့အားပို့ဖြစ်တာပေါ့အဲအခုဒီမြန်မာနိုင်ငံတွင်းမှာဘယ်လောက်လောက်ထိခြေဆန့်ပြီးတော့ခတ်ပို့ရလဲတော်တော်ဝေးဝေးပဲနေရာလောက်ထိခတ်ပို့မြန်မာနိုင်ငံမှာဆိုရင်တော့တော်တော်များများကိုတော့ရောက်ခဲ့ပါပြီဟိုပါပေါ့ ဟိုကရားတို့ဘာလို့လာပဲကျွန်တော်မရောက်ပါဘူးကျွန်တော်တော်တော်များများတော့ငင်းဆုံးနေညရောက်ရောက်တယ်ပေါ့နော်ဟိုသူ့လည်းဟိုမျိုးမစုံပေမဲ့အဲ့ပြောမှဆိုတိုင်းနေပြည်နယ်ကတော့ဘယ်လိုပဲဖြစ်ရောက်တယ်ပေါ့ဟုတ်ကရားတစ်ခုလောက်ပဲဟုတ်ထိုင်းတို့ဘာလို့ထိုင်းလည်းရောက်ခဲ့တယ်ဟုတ်ထိုင်းပြီးတော့ထိုင်းပြီးရောမလေးရှားတို့ဘာလို့မခက်ဘူးလားမအဲ့တော့မကပ်ဘူးသေးဘူးအဲ့တော့ကျွန်တော်သွားဖို့လုပ်နေပါဘူးအဓိကဒူးကိုတိတ်ဆိတ်မချသေးလို့အမြဲပါဘူးဟုတ်ဟုတ်ဒါဒူးမခွဲခင်ကဒီတိုင်ဝဲကြီးမှာဆိုရင်ကျွန်တော်နောက်ဆုံးတွေ့ရဒီ ီကနေ့နှစ်ကဒီ scanner ပိုက်ကြော်ချင်းပြိုင်ပွဲထင်တယ်နော်ဟုတ်ကဲ့အဲ့ပြီးတော့အခုခွဲလိုက်တာတင်ဟုတ်တယ်အဲ့ဒါတော့ကျွန်တော်နာနေတာဩနာနေတယ်တော်တော်နာနေတော့ဟိုတော်တော်နာနေတာကျွန်တော်ပါစေးတော့ပြီးစော့တာစေးတော့ပြီးစော့လိုက်တာခွဲရမယ့်လူတော့မစူးဒူးဆိုပြီးတော့ကျွန်တော်ကစေးတော့ပြီးစော့လိုက်တာစေးတော့ပြီးစော့များတော့ဗောအဲ့အဲ့လိုပေးတာဗောအဲ့လိုပေးတာများတော့ကိုပိုခံရတာကိုပြောသလောက်ဆိုရင်အဲ့တော့လည်းကံကောင်းလို့ပါကြည်ပွားမှာတော့ပြီးခဲ့တာပဲအသေးလေးအားလုံးကကျွန်တော်တို့ခတိုင်းကျွန်တော်တို့စပါနေဆွဲရင်ဆိုရင်ကျွန်တော်တို့ကတပွဲမနိုင်ဘူး တပိုင်တော့ကျွန်တော်တို့သိရတာခါတော့ပွဲမှမနိုင်ဘူး။အာပွဲရောက်တော့သူ့အနေနဲ့သူသူ့တင်းဝက်လေးသူ့အရှင်လေးနဲ့မိသွားတဲ့ခါကျတော့ဟိုနိုင်သွားတယ်ပေါ့။ဖိုင်နယ်ထိရောက်သွားလား။ဖိုင်နယ်ထိရောက်သွားတယ်။ဒုတိယရောက်တော့မှမိပါလေကိုအောင်လေးဦးနဲ့။ဟုတ်တယ်။အောင်လေးရဲ့ကျွန်တော်ရဲ့နတ်တလင်းပဲရဲ့ကိုကလားလေးရဲ့ပေါ့။ဟုတ်။ဟုတ်။ တော်တော်တော့အားပေးဖြစ်ပါတယ်အပွဲလဲဒါကျွန်တော်ကိုယ်တိုင်လည်းဒီအပွဲမှာ post လုပ်ခဲ့ဆိုတော့ဒါအားပေးရလေးရောက်တဲ့မှာ IG channel ဟုတ်ဘလိုပဲဖြစ်ဖြစ်ဒါအကြောင်းဆရာတို့ဒီ artist တို့ဒီ final မှာတွေ့တာလဲတော်တော်လေးပြိတ္တာအားပေးခဲ့နော်အဲတော့ final မှာဆိုရင်တစ်ဖက်ကအကြောင်းဆရာတစ်ဖက်က artist တို့ ਨੇ တကယ်ကိုရုံလုံးပြည့်ချန်အားပေးရဲ့အဲတော့ feeling ရောဒါပြိုင်ပွဲတစ်ခုဖြစ်သွားပြီကျေးဇူးမို့တော့ပဲ ਨੇ တကယ်ပြိတ္တာရဲ့ဟိုအားပေးရဲ့ဟိုအားပေးတဲ့နေအောင်မဆရာဘလိုမျိုးဟို feeling ရှိလဲရော အဲတမျိုးပေါ့နော်ခြေသားဝဲပြိုင်ဝဲဆိုတော့ပြိုင်ဝဲ feeling ပေါ့တမျိုးတော့ကောင်းပါတယ်အဲဒါပေမဲ့ပြိုင်ဝဲကတိုင်ဆိုရင်သေးခါတော့ဗျာအဲခြေသားခက်တဲ့ခြေကိုမမီဘူးမမီဘူးခြေသားခက်တော့ခြေသားခက်တာဘယ်လိုပဲဖြစ်အမားခံတယ်ပေါ့နော်အဲဒီပြိုင်ပွဲကြတော့မားလို့မရအောင်လေအဲဒီတော့မမီဘူးပြောရမလို့အဲ့ဒီပွဲကကျွန်တော်တို့ရမယ်ပွဲဒါပေမဲ့ကျွန်တော်ရင်စိုးရင်စေကြောင့်ရကျင်သောများတယ်စိုးရင်စေကြောင့်ကျွန်တော်မားသွားလို့ရှုံးသွားတယ်ပွဲ တွေ့ရဒါဒါဆိုမှန်ဆယ်ဆိုခတ်နေတဲ့အကုန်လုံးကတော့ချင်းမှတ်ပါဗျာအဲ့နောက်ဆုံးပွဲဆိုရင်ကျွန်တော်ထင်တယ်ကျွန်တော်အဲ့တလုံးရရင်ကျွန်တော်တို့က6မှာဟိုဘက်ကတတ်မှတ်ပေးရမှာအဲ့မှာ15မှတ်ဂိမ်းဆိုတာအဲ့မှာတော်တော်ဟာပါဘူးဒါပေမဲ့အဲ့မှာကျွန်တော်ပေးလိုက်ရတယ်ကျွန်တော်တင်လိုက်တာကိုဖက်နဲ့ဇောင်းကြီးနဲ့သွားတိပြီးတော့မတ်မီတွေတိုင်တောင်းချင်းလုံးကမြောက်နေတယ်ကျွန်တော်ကြည့်လိုက်တယ်မီးကနည်းနည်းစူးနေတယ်မီးစူးနေတော့ထိန်းပြီးတော့ကျွန်တော်တင်လိုက်တာကိုဘိုင်းနဲ့သွားကြည့်တော့ဖက်နဲ့ဇောင်းကြီးနဲ့သွားတိပြီးတော့ဟိုးဘက်အပြင်ထွက်သွားတာတိုင်ရဲ့အပြင်ထွက်သွားတာအဲအဲ့ကနေစပြီး တောက်လျှောက်ပေးလိုက်ရတာပေါ့နော်။နောက်ဒီကတော့ကျွန်တော်ညံ့လို့ပေါ့။အဲ့ပွဲရတာ။ပြိုင်ပွဲတွေမှာဆိုရင်မီးတန်တွေပါလေရှိတယ်နော်။အဲ့မလို့ရရှိ။ကျွန်တော်ခြေစားပွဲဆိုလို့ရှိရင်နေရင်ပဲဆိုလို့ရှိရင်ဒါတဘာဝလင်းရောင်လေ။အကန့်သမိုင်းလိုပို့ဆုံးမယ်လေချင်းလုံးအရင်မြောက်တဲ့အခါမျိုးကိုကချင်းလုံးလိုက်ကြည့်တော့ကျင်မှာမီးရောင်ဆူးတာနဲ့ချင်းလုံးလွဲသွားတာလို့ပါလို့တော်တော်ထိန်းကန်ရတယ်လေအဲလိုမျိုးကျွန်တော်တင်တဲ့သူတွေကလည်းအဲ့လိုပဲပေါ့ ိပြိုင်ပွဲတော့သဘောကျတယ်စေကျွန်တော်ခတ်တဲ့နောက်ဆုံးအိပွဲတွေဆိုလို့ရှင်ဒီအကုန်လုံးပြိုင်ပွဲတစ်ခုလုံးမှာခတ်နေတဲ့လူတွေကကုလူတွေကြီးပါပဲအတိတ်တွေကဘောပြိုင်ပွဲအခုပြိုင်ပတ်တွေဖြစ်လဲအတိတ်တွေဒါပေမဲ့အဲ့တော့လုံးဝမလျှော်ဘဲနဲ့ခတ်တာကြီးလေမိုက်ဟောနိုင်ရင်ဆုံးအများကြီးအတွေ့ရအဲ့ဒါကြီးလေကြိုက်သူတင်ကိုတင်ဆိုတော့ချားဟာပိုက်ထားရင်ရန်လို့ဆိုတော့ဟိုဟိုလေးမြင်ကြည့်လို့ဟိုချင်းလုံးမြင်ရောအခုဘာအားကစားတွေပေါ်ကြတယ် ကျွန်တော်ငကတော့ခြေလုံးမခက်ခင်တော့ဘောလုံးကန်တာပေါ့နော်။ရွာတွေမှာတော့ရွာစော်ပဲ။ရွာမှာတော့အဲ့လိုမျိုးကျွန်တော်တို့ကျတော့အဲ့ဒီဘက်ရွာတွေကျတော့ဟာဒီလိုဖိတ်ဥပုပ်ပေါ့နော်။တို့ရစနေတနေ့ဦးနေမရှိဘူးဖိတ်ဥပုပ်ရှိတယ်။ဖိတ်ဥပုပ်ဆိုရင်အဲ့လိုချိန်ကန်တာ။ချိန်ကန်အဲ့လိုမျိုးတိန်၄၅သိန်းကြီးချိန်ကန်။ကန်တော့လည်းကွင်းနေရမကောင်းပါဘူး။ကြောက်ဂုံဂုံကြောက်တို့မြေကြီးကျစားခဲတို့ချတာပဲ။အားကြောင့်မို့ကျွန်တော်တွေကကောင်းမရှိတာ။အဲ့လိုမျိုးခါရကျကျွန်တော်မက်မက်ရရပေါ့နော်။မနက်၈နာရီကန်တယ်ညနေ၆နာရီခွဲမှပြီးသွားတာ။၃ဘွဲ့သက်ကန်တာ။တဲဟွာပေါ့။ ဟိုတနအိခွဲကိုဗောနော်၃ဘွဲဆက်ကန်တာနားနဲ့ဘာနဲ့ဆိုရင်အဲအဲ6နာရီမနက်7နာရီလောက်ကန်ရတာညနေ6နာရီခွဲလောက်မှပြီးတယ်သူကိုရွာနဲ့သူများရွာနဲ့ကန်နေကိုပါတယ်သူများရွာနဲ့သူများရွာနဲ့ကန်နေကိုကိုခေါ်ထဲပေါက်ကိုပါတယ်အဲအဲ့လိုမျိုးဗောနော်မမရရဘူးအောက်ပြီးတဲ့ဘလုံးသင်းတွေပါရောရှိလား ငါတော့တော့မန်ယူအားပေးတာဒါပေမဲ့မန်ယူကဟိုခုနောက်ပိုင်းတော့ဘောလုံးဝင်မကြည့်ပြတော့တာသူ့ကိုသူ့ကိုကြည့်ပြီးသိပြတော့တောင်းချောက်ရှုံးနေတဲ့ခါကျတော့စကိုင်းနဲ့မှဖြုတ်လိုက်တယ်ပြီမကြည့်ပြတော့ဘူးအဲ့ဒါဆောင်းနေပြီးဖြတ်မယ်โอเคပါဆိုတော့ဒါဒီကိုအနေနဲ့နောက်ဆုံးပေါ့ဒီလက်ရှိချင်းလောကမှာဟိုလာဆပြီးတော့ဒီပိုက်ကျော်ချင်းလောကကိုဝင်ကျင်တဲ့ညီငယ်တွေပဲဖြစ်ဖြစ်လက်ရှိရှိနေတဲ့သူတွေပဲဖြစ်ဖြစ်အကြံပြုစကားလေးပြောပြပါဦးပေါ့ အဲ့ဒါတော့ဗာလဲဆိုတော့ဘယ်လိုပြောရမလဲဆိုတော့ဒီဘယ်လို့မဆိုပါအဲအခြေခံစားဖို့ပေါ့နော်ဒါကျွန်တော်တို့ဟိုသူများအတူမခုနဲ့ထိုင်းအောင်ပဲအတူဖို့ပေါ့နော်ထိုင်းအောင်အတူဖို့ပြောရမယ်ဆိုကိုယ့်မြန်မာနိုင်ငံချင်းချင်းဆိုရင်အဲကျွန်တော်စကိုင်းမန္တလေးနဲ့လက်ရှိတိုင်းနယ်ပြည်နယ်နဲ့အရန်ခွာပါတယ်ဘာကြောင့်လဲဆိုတော့စကိုင်းမန္တလေးကအခြေခံကိုဦးစားပေးတယ်ကျွန်တော်တို့ဂျန်နယ်တိုင်းနယ်ပြည်နယ်တွေကအခြေခံအဲ့လောက်ချို့တရောက်တရောက်တလီလောက်ပဲရှိတာပေါ့နော်ဂျန်နယ်သူတွေကြတော့ ခွင်းထဲဝင်မယ်ခေါင်းထဲမှာဖွားပုံမယ်အဲ့ဒါအစားတာပေါ့နော်အပြီးတော့ပိုက်တွေကလည်းကျန်တဲ့တိုင်းတဲ့ပြည်နယ်တွေကဟို6ပြည်ဖြစ်လိုက်9ပြည်ဖြစ်လိုက်မြင့်အရင်မြင့်တဲ့ခါကျတော့တမ်းမမီဘူးပေါ့ဗျာအဲစကိုင်းမန်းလေးကျတော့ဒီပိုက်ဒီတန်းနဲ့ပုံမှန်သွားတယ်ပုံမှန်သွားတယ်အဲသူတို့ကအဓိကချင်းလုံးရဲ့အဓိကအခြေခံချက်ပြတဲ့ခြေခွင်းခြေပြားပေါ့နော်ခြေခွင်းခြေပြားကိုအရင်လုပ်တယ်ခြေခွင်းခြေပြားပြီးတော့မှဖြည်း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 ကျန်တဲ့ဟာတစ်ဆင့်ချင်းတစ်ဆင့်ချင်းတက်တာပေါ့နော်ထိုင်းနေရာလည်းအဲ့လိုပဲသွားတာထိုင်းနေရာအသက်ဒီကျောင်းနေမှာဆိုရင် သူကဒီကစားဖို့အတွက်ကိုအချိန်တည်တံ့သွားပေးထားတာပေါ့နော်အဲမှာ6နှစ်9နှစ်လောက်ဆိုသူရဲ့ချင်းကွန်ကြီးပြားကောင်းတယ်အများကြီးချင်းကွန်ကြီးပြားပဲတော်ခိုင်းတာဘာမှမလုပ်ခိုင်းအဲ့လိုနဲ့ပုံမှန်ဒီကခြေကန်အခုခတ်နေတဲ့သူတွေရောအဲ့လိုမျိုးပေါ့နော်နောက်ခတ်မဲ့သူတွေရောဆိုအခြေခံဦးသားပေးလို့အခြေခံပြီးတော့မှဂျန်နဲ့အစင်ကိုလုံးချင်တာဖိုက်တာလားလစ်တာလားအဲ့လိုမျိုးပေါ့နောက်ထင်းလားဟိုခွဲပြီးတော့မှတည်တံ့ဟိုထပ်ပြီးတော့တစင်ချင်းညီသွားဖို့ဒါအကြံပေးခြင်းတယ်ပေါ့ ဘယ်လို့မှမဆိုပါတာကတော့ချိန်ခံကောင်းမှချိန်ခံမဲအဆင်ပြေတယ်ကျွန်တော်တို့ဆိုလည်းဒါငကိုတော့ခေါင်းလိုက်ဖွားဖို့ကစားခဲ့တာပဲဒါပေမဲ့နောက်ပိုင်းကျတော့ဘာလို့လဲဘာလို့လဲဘာလို့လဲကိုယ့်အကူဟိုသူများခတ်တာကိုလည်းကြီးကိုကိုယ်တော်လည်းပြန်စဉ်းစားပြီးတော့ဘာဘလို့ချိန်ခံဖြစ်လဲအဓိကကတော့ကျွန်တော်တို့တယောက်ကြီးတယောက်ကြီးကစားသမားအတွက်ကအဓိကချိန်ခံကချိန်ခွင့်ကြပြားကောင်းဖို့လို့ပညာပေါ့နော်ပညာကောင်းမှကွင်းတွင်းလုံးကိုဖြစ်နိုင်ပါလေအညာတစ်ချောင်းနဲ့လည်းကွင်းတွင်းလုံးမဖြစ်နိုင်ဘူးခေါင်းလုံးနဲ့လည်းကွင်းတွင်းလုံးမဖြစ်နိုင်ဘူးအဲ့ခါကျတော့ချိန်ခွင့်ကြပြားကို ဟိုပြန်ထွင်းခဲ့ရတာပေါ့နော်အများကြီးအသက်ကြီးမှလက်ပေးတင်လို့ပေါ့အဲ့လိုမျိုးလောက်ခဲ့ရတာအဲ့လိုမျိုးလောက်ခဲ့လို့လည်းဒူးတွေတိတာပေါ့နော်အဲအကျော်ဆိုရင်ကျွန်တော်ဆိုအသက်30လောက်မှအဲအသက်30လောက်မှအကျော်လျှော့တဲ့နီးစနစ်ကိုခေါင်းခေါင်းတိတာအဲ့ဆိုတော့ချင်းတာခက်ခဲ့တာအဲအဲ့လိုဆိုတော့ဟိုကျော်တွေကတောင်းတင်းနေတဲ့အချိန်ကြမှာအဲ့ချိန်ကြမှာဆိုရင်လည်းအသက်30လောက်ဆိုကျွန်တော်ကလေးက2ယောက်လောက်ရနေပြီဟာဒါကြောင့်ညာတော့ပေါ့အဲအဲ့လိုချိန်ကြမှာကျွန်တော်ကအဆအနေပြန်လုံးခဲ့ရတာ ဆိုတော့ဟိုအဲ့လိုမျိုးမဖြစ်စေချင်ဘူးเนาะနောက်ကစားမယ်ညီကိုတွေရောအဲ့တော့အခြေခံနေဥစားပြီးကြောလျှော့ဒီကတော့ဒဏ်ရာတွေမဖြစ်အောင်ကြောလီနာနာလျှော့ပြီးရင်ဒီလေ့ကျင့်ခန်းနဲ့ပတ်သက်တာလေ့ကျင့်ခန်းတွေလုပ်ပြီးတော့မှကျင်းလုံးကိုအခြေခံစားပြီးကစားပါလို့ပြောချင်ပါဟုတ်ကဲ့ဟုတ်ကဲ့အော်ဆိုတော့ကျွန်တော်တို့ဒီ personal game မှာအာပြီးတော့ပူပေါင်းပြီးတော့ကုညီပေးတဲ့အတွက်ဒါချောင်းဆရာကိုလည်းကျေးဇူးအများကြီးတင်ပါရဲဆိုတော့ကျွန်တော်တို့ဒီ personal game season လေးဒီမှာပဲရှင်းလိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါ โอเคว่าကျွန်တော်တို့ဒီနေ့ဘတ်စွန်ကင်းတော်ရှိုးစီစဉ်မှာတော့ဒါအကြောင်းဆရာနဲ့အတူတူကျွန်တော်တို့ချင်းလောကအကြောင်းလေးကိုစုစုံလင်လင်ဆွေးနွေးတင်ဆက်ခဲ့တာဖြစ်ပါတယ်ဒီစီစဉ်ကိုအချိန်ပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်လာမယ့်စီစဉ်တွေမှာထပ်မံပြီးတော့ဆုံတွေ့ချင်ပါတယ်ခင်ဗျာ in sight bet on game we own the night from the streets to the stadium lights chasing dreams